င်္ဂလာပါရှင်မင်္ဂလာပါခင်ဗျာဒီကနေ့ဂျွန်လ၁ရက်နေ့တနင်္ဂနွေနေ့မှာထွက်ရှိလာတဲ့သတင်းစာ channel တွေက ကောင်းနိုးရရာတွေကိုထုတ်နှုတ်တင်ဆက်ပေးနေတဲ့အစီအစဉ်ပါရှင်ဒီအစီအစဉ်မှာဆိုရင်ကျမအီမီဆန်နဲ့အတူဖတ်ကြားပေးမှာကတော့ကျွန်တော်ကောင်းတက်ကြော်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကိုကောင်းတက်ကြော်ရေပထမအဆုံးအနေနဲ့ဗားရီများဖတ်ပြပေးမှာလဲရှင်ဟုတ်ကဲ့ပထမအဆုံးအနေနဲ့ကတော့ကောင်းကြီးပိုင်းသတင်းတွေပေါ့ခင်ဗျာဟုတ်ကဲ့ပါ ဒေးလီ11နဲ့ရရွေးထားတာခင်ဗျဖွဲ့စည်းပုံပြင်ဆင်ရေးပြုလုပ်ရန်ဂျိုးပန်းဆောင်ရွက်နေမှုများကိုစောင့်ကြည့်လေ့လာနေသည်ဟုရေဒီယိုမေကွန်းတွင်သမ္မတပြောကြားရတဲ့နောက်ကောင်းကြီးသတင်းတစ်ခုကတော့ The Voice တဲ့ကမြမအလှမဲ့မေမြန်တို့ Miss Asia Pacific World ဆုရရှိတယ်နောက်ကောင်းကြီးပိုင်းနောက်ဆုံးတစ်ခုကတော့ဒီ Daily 11နဲ့ရပဲခင်ဗျထိုင်းစစ်အစိုးရအကြီးအကဲကနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်အတွက်အနည်းဆုံးတစ်နှစ်ကြာသည့်တိုင်ရွေးကောက်ပွဲကျင်းပမည်မဟုတ်ပြောကြား ကိုခေါင်းတက်ကျော်ကဒီခေါင်းကြီးပိုင်းလေးတွေဖတ်ပြတော့ကျွန်တော်တို့အစီအစဉ်တိုင်းပဲပေါ့နော်အေဒါအော်ဝေါ်လေးကိုဖတ်ပြခြင်းပါတယ်သမရထန်ကမက်ဆေ့အသေးဆိုတဲ့ခေါင်းကြီးလေးနဲ့ရေးထားတာကိုတွေ့ရတယ်နော် မေ31ရက်နေ့တွင်ပြောခဲ့သည့်နိုင်ငံတော်သမ္မတဦးသိန်းစေ၏ရေဒီယိုမိန်ကွန်း၌အာဆီယံထိပ်သီးညီလာခဲ့ရန်ကုန်မန္တလေးမြန်လမ်းမပေါ်မှမော်တော်ယာဉ်မတော်တဆဖြစ်မှုများနှင့်ပတ်သက်သည့်ကိစ္စတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ငင်းချင်ရေးကိစ္စအပါအဝင်ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ်ထားသော နိုင်ငံတော်သမ္မတ၏သဘောထား၏မှတ်ချက်တို့ကိုတွေ့ရသည်။ ဂျီနီယာတွင်ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်သည့်နိုင်ငံတော်သမ္မတ၏သဘောထားမှတ်ချက်သည်အရေးပါသည့်ကိစ္စဖြစ်ရာထိုအချက်သည်ယနေ့အချိန်ခါ၌ဖွဲ့စည်းပုံပြင်ဆင်ရေးအရှိန်တက်နေသည့်ကာလအတွက်စိတ်ဝင်စားစရာအကောင်းဆုံးအချိန်ဖြစ်ပေသည်တဲ့ဆိုပြီးတော့ဆက်ရေးချတာကတော့ဒီနိုင်ငံတော်သမ္မတဦးသိန်းစိန်ပေါ့နော်သူကဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့အချက်၃ချက်ပြောထားတာကိုတွေ့ရတယ်တဲ့ပထမအချက်ကတော့ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကိုအခြေပြုတဲ့တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်မဖြစ်မနေပြုလုပ်ရမယ်ဒီနိုင်ငံ ရေးဆွေးနွေးပွဲတွေအပေါ်မှာပေါ်ပေါက်လာတဲ့သဘောတူညီချက် ပေါ်မှာမှူတည်ပြီးတော့လိုအပ်တယ်လို့ပြင်ဆင်မယ်တဲ့နောက်ပြီးတော့ပယ်ဖြတ်မယ်ဖြည့်ဆွက်တာတွေကိုပြုလုပ်မယ်ဆိုပြီးရေးသားထားတယ်။နောက်ဒုတိယအချက်အနေနဲ့ပြောထားတာကတော့ဒီမိုကရေစီစံနှုန်းများတန်ဖိုးများပြင့်မြောင်ကြိုးပမ်းအားထုတ်ထုတ်လုပ်ရနိုင်တယ်။ နိုင်ငံရေးတွေပါဝင်ပတ်သက်သူအားလုံး၏အမျှော်မြင်ကြီးမှုဉာဏ်ပညာကြွယ်ဝမှုနှင့်စိတ်ရင်းစေနာမှန်ကန်မှုတို့သာပြင်ဆင်သင့်ပါတယ်တဲ့ဆိုပြီးတော့ပြောထားတယ်။နောက်တတိယအချက်အနည်းနဲ့ပြောထားတာကတော့မြည်သည့်နိုင်ငံသားတိုင်းရင်းသားတဦးကိုမှမြန်မာနိုင်ငံကိုနိုင်ငံရေးအရဥဆောင်권အားကန့်သက်တားမြစ်ထားခြင်းမျိုးမဖြစ်စေလိုသည့်နိုင်ငံရေးစေတနာရှိသလိုတစ်ဖက်တည်းလည်းမိမိတို့အမျိုးသားအကျိုးစီးပွားနှင့်နိုင်ငံရေးအချုပ်အခြာအာဏာတည်တဲ့ခိုင်မြဲရေးကိုမထီပါစေမီတင့်တင့်လျောက်ပတ်တဲ့အကာအကွယ် ပေးနိုင်မဲ့အခြေခံအချက်များရှိရင်လိုအပ်ကြောင်းဆိုပြီးတော့သူကအချက်၃ချက်အနည်းငယ်ပြောထားတယ်ပေါ့နော်အဲနောက်ဆုံးမှာဒီ editor ကဒီသူအနှစ်ချုပ်လေးရေးထားတာပေါ့နော်ဒီ main ကုန်းနေနဲ့ message အစ်စ်တစ်ခုမှာတဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးတွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့အပြစ်ခက်ရက်စဲရေးလက်မဲ့ရေးထိုးနိုင်ရင်ဆွေးနွေးပွဲများပြုလုပ်နေပြီးထိုအဆင့်အကောင့်ထဲပေါ်နိုင်ပြီဆိုပါကနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများပြုလုပ်မည်ဟုအကြမ်းင်းနားလည်နိုင်ပြီးအားထိုအဆင့်တွင်ထပ်ပေါ်လာမည် 清明过后，排一帮癫痫医院，癫痫撇衰。 ဖြုတ်ပယ်လုပ်ရန်လိုအပ်သည်ဟုနိုင်ငံတော်သမ္မတကရည်ညွှန်းပြောဆိုထားရထို့အချက်သည်အစိုးရကဖွဲ့စည်းပုံပြင်ဆင်ရေးကိုမပြင်ဆင်လိုဟုယူဆထားသူများကိုအဖြေပေးလိုက်ခြင်းဖြစ်သလိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုပါအဖြေပေးလိုက်ခြင်းဖြစ်သည်ဟုယူဆရပြီသည်ထို့အချက်သည်ယခင်ယခင်နိုင်ငံတော်သမ္မတ၏မိန့်ခွန်းများတွင်မတွေ့ရမကြားခဲ့ရသည့် message အစ်စ်ပင်ဖြစ်ပါကြောင်းဆိုပြီးတော့ editor ကရေးသားထားတာပေါ့နော်ဟုတ်ကဲ့ကိုကောင်းထက်ကြော်အောင်ဖတ်ဖို့ ဘာထက်ရွေးထားသေးလဲဟုတ်ကဲ့ The Voice တွေကရွေးထားတာခင်ဗျမြန်မာအလှမယ်မေမြန်းလို့ Miss Asia Pacific War ဆုရရှိတောင်ကိုရီးယားနိုင်ငံတွင်မေလ31ရက်နေ့ကကျင်းပခဲ့သည့် Miss Asia Pacific War ပြိုင်ပွဲနောက်ဆုံး final ပွဲတွင်မြန်မာနိုင်ငံကိုစားပြုတွားရောက်ရှင်ပြိုင်ခဲ့သည့်မြန်မာအလှမယ်မေမြန်းတို့ကပြိုင်ပွဲ၏ပထမဆုဖြစ်သည့် Miss Asia Pacific အလှမယ်ဆုကို စုကူးရရှိခဲ့ပြီးနိုင်ငံတကာမှာအလှမဲ့40နီးပါးဝင်ရောက်ရှင်ပြိုင်ခဲ့သည့်ရင်းပြိုင်ပွဲ၏အစောပိုင်းတွင်လူကြိုက်အများဆုံးစုကိုလည်းစုကူးထားခဲ့သည့်အသက်16နှစ်အရွယ်မိမျိုးတို့သည်နောက်ဆုံးအဆင့်ပြိုင်ပွဲတွင်အင်ရှင်ကိုရီးယားအလှမဲ့ကိုအနိုင်ယူကာစုတစိတ်စုကူးခဲ့ခြင်းဖြစ်သည့်အမိုက်မိမျိုးတို့ကပေါ့နော်သူကမြန်မာနိုင်ငံမှာသူကတချင်းဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့အိမ်မက်ဆောင်ရအစီအစဉ်ကနေပဲသူကပြိုင်ပွဲဝင်တယောက်အဖြစ်နဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့တာပေါ့။အော်။သူကအောင်မြင်မှုတော့မရခဲ့ဘူးပေါ့နော်။မော်ဒယ်ဖြစ် သူဆက်လက်ပြီးရက်တည်ခဲ့တယ်ပေါ့ဒါပေမဲ့တိတ်မကြခင်မှာဒီ Miss Asia Festival ပြိုင်ပွဲကိုဝင်သွားရဝင်ပြိုင်ဖို့ရှင်ပြိုင်ခွင့်နေသူရရှိခဲ့တာပေါ့နော်ရရှိခဲ့ပြီးတော့အခုလိုနိုင်ငံအကုန်လုံးဆုတဲ့သူရရှိခဲ့တယ်လို့ဒီမှာရေးသားထားတယ်အမှန်ဟုတ်ကဲ့တော့ပြီးတော့ဒီပြိသက်ကမဲပေးရွေးချယ်ခဲ့တဲ့ People Choice Awards ကိုလည်းရရှိခဲ့သေးတယ်အဲကိုကောင်းတက်ကျော်အဲ့ဒါလေးဖက်ပြသွားတော့ကျွန်မဒီစန်တော်ချိန်လေးကနေပြီးတော့ဖက်ပြချင်ပါတယ်အခုလက်တလောပေါ့နော်ဖြစ်ပွားနေတဲ့ဒီတိုက်ပွဲပေါ့နော်အဲ့ဒီအကြောင်းလေးကိုပြောချင်ပါတယ် မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်ပြစ်ခတ်မှုထက်မှန်ဖြစ်ပွားမြန်မာတန်အမတ်ကြီးဒုတိယအကြိမ်အဖြစ်စင့်ခေါ်ခံရဆိုပြီးတော့ခေါင်းစဉ်နဲ့ရေးသားထားပါတယ်အထက်မှာရေးသားထားတာကတော့မေ28ရက်တွင်ပေါ်ပေါက်ခဲ့သည့်နယ်စပ်ပြစ်ခတ်မှုတွင်ဘင်္ဂလားဒေ့ရှ်နယ်သားစောင့်တပ်တပ်ဖွဲ့ဝင်တဦးပျောက်ဆုံးခဲ့ရပြီးတင်းမာလျက်ရှိသောနယ်စပ်ဒေသအခြေအနေကိုထိန်းချုပ်နိုင်ရေးအတွက်တွေ့ဆုံဆွေးနွေးရဘင်္ဂလားဒေ့ရှ်နယ်သားစောင့်တပ်တပ်ဖွဲ့ကမေ30ရက်နေ့ဖိတ်ခေါ်ထားတော့လဲမြန်မာနယ်စပ်လုံခြုံရေးတပ်ဖွဲ့ကအကြောင်းမပြသေးကြောင်းသိရသည်တဲ့မြန်မာ ာနေကြာစောင့်တက်တပ်ဖွဲ့များသည်မေ30ရက်ညနေပိုင်းကလည်းဘင်္ဂလားဒေ့ရှ်ကင်းလက်တပ်ဖွဲ့များကိုထပ်မံပစ်ခတ်ခဲ့ကြကြောင်းဘင်္ဂလားဒေ့ရှ်နေကြာစောင့်တက်တပ်ဖွဲ့ကစွပ်စွဲထားသည်ဆိုပြောရေးသားထားပါတယ်။အဲအဲ့ဒီမှာဘင်္ဂလားဒေ့ရှ်ဒီမြန်မာနယ်စပ်တလျှောက်မှာအခြေအနေဒီတင်းမာမှုတွေဖြစ်ပေါ်နေစင်ပါပဲတဲ့။ ပျောက်ဆုံးနေတဲ့ဒီဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင်အဖြစ်ယူဆရတဲ့ရုပ်အလောင်းတစ်လောင်းရရှိထားတယ်ဆိုတာကိုမြန်မာတာဝန်ရှိသူတွေကပြောကြားထားတယ်ပေါ့နော်။အဲအဲ့ဒီမှာမေ30ရက်မှာနေဆက်ပစ်ခတ်မှုဖြစ်စဉ်မှာတဲ့ထက်မှန်ပေါ်ပေါက်ခဲ့ပြီးနောက်ဘင်္ဂလားဒေ့ရှ်အစိုးရမြန်မာတပ်အမတ်ကြီးအား၃ရက်ကာလအတွင်းမှာဒုတိယအကြိမ်မြောက်ထက်မှန်စင့်ခေါ်ကားရဲ့နေဆက်ပစ်ခတ်မှုများနဲ့ပတ်သက်ပြီးတော့ကန့်ကွက်ခဲ့ကြောင်းကိုသူတို့ရဲ့သတင်းလေးမှာ ဖော်ပြထားတယ်ပေါ့နော်။ အဲအဲ့မှာဒီပျောက်ဆုံးနေတဲ့ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင်ရဲ့ရုပ်အလောင်းကိုမြန်မာတပ်ဖွဲ့တွေကတည်ယူသွားခြင်းဟုတ်မဟုတ်သိရှိရေးအတွက်ပေါ့မေလ30ရက်နေ့ဒီဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင်တွေနေဆက်တလျှောက်မှာရှာဖွေရေးလုပ်ငန်းတွေလှုပ်ဆောင်စင်မှာပဲအဲ့အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်တဲ့အဲ့ဒီပြန်လည်ပြစ်ခတ်မှုက9နိုင်ကြီးလောက်ကိုကြာမြင့်ခဲ့တယ်ဆိုပြီးတော့ဘင်္ဂလားဒေ့ရှ်မီဒီယာတွေကနေပြီးတော့ဖော်ပြထားတယ်ရှင့် အဲဒီမှာနောက်ဆုံးအနေနဲ့ရေးသားထားတာကတော့ဒီအလားတူနှစ်နိုင်ငံနေဆက်တလျှောက်အခြေအနေများတင်းမာနေမှုကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဆမ်မန်တာခရိုင် ပန်မြာဟာရီကြီးရွာမှာရွာသားအများပြားဟာကျွေးရွာကိုစွန့်ခွာသွားကြပြီးဖြစ်ကြောင်းသိရသည်ဆိုပြီးတော့ရေးသားထားတယ်ဒါတော့နေနှစ်နိုင်ငံဒီနေဆက်တီမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ကြေးရွာသားတွေကတော့ရှောင်တိန်နေရတာပေါ့နော်ဒါပြီးတော့ဒီမြန်မာနိုင်ငံတပ်အမတ်ကြီးကိုလည်းဒုတိယအကြိမ်ပြင်ဆင်ခေါ်ပြီးတော့ဒီပြဿနာတွေကလောဆယ်ရှုပ်ထွေးနေရပါရှင်ဟုတ်ကဲ့ကိုကောင်းထက်ကြော်အောင်ဖတ်ဖို့ပါတယ်ထပ်ယူထားသေးလဲရှင်ဟုတ်ကဲ့ဖတ်လာတာလည်းကြာပြီဆိုတော့နောက်ဆုံးအနေနဲ့တော့ကတ်တုံးလေးနဲ့ပဲခင်ဗျာအော်ဟုတ်ကဲ့ပါရှင် daily 11အနေရွေးထားတာခင်ဗျအဲကတ်တုန်းဆရာမောင်ပကြီးရေးဆွဲထားတာပေါ့နော်ပြလူတယောက်ကပြောထားတာခင်ဗျဒီကတ်တုန်းထဲမှာတစ်တော့တွေမခုတ်ဖို့ပြောတာလည်းမနိုင်နဲ့မြေတွေရာတွေမသိမ့်ဖို့ပြောတာလည်းမနိုင် ို့လုံမဟုတ်ပဲဟိုနေရာပါဒီနေရာပါမလုပ်ဖို့ပြောတာလည်းမနိုင်နဲ့မင်းမနိုင်ဆိုတာတဲ့မင်းကပြည်သူကိုမနိုင်တာလားပြည်သူကမင်းကိုမနိုင်တာလားပြာတို့တဲ့အဲအဲ့ဒီတော့ဒီပထမပိုင်းအစီအစဉ်လေးကိုပေါ့နော်ဒီသတင်းစာဂျာနယ်ရွက်ကထွက်ရှိလာတဲ့ကောင်းနှုတ်ရရာတွေကိုထုတ်နှုတ်တင်ဆက်ပေးနေတဲ့အစီအစဉ်ပထမပိုင်းကိုဒီမှာပဲခေတ္တခဏရပ်နားလိုက်ပါတယ်ရှင်ကြည့်ရှုအားပေးကြတဲ့ပြည်သက်များကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်